ချက်လောက်ပူတည်ချနေတဲ့ရောင်ကလေးနဲ့မလို့တာပညာရှိဝင်းနိုင်ရဲ့မေလာဆက်ရှိနေနောက်ပိုင်းဝင်မဲ့မုံတိုင်းကြီးတို့အသည့်ပစ်ချက်တွေကိုပြည်သူတွေကိုအရေးပေါ်ပြန်လည်တင်စားပေးပါမယ်။မင်းကြောင့်ကတော့ရောင်မျိုးမှာတတော်လေးပြည်သူတွေထိန်လန့်သွားခဲ့ကြရတယ်။အင်အားအထန်တင်းရှိတဲ့မြင်းကလေး၃ချိန်တီတီလာခဲ့တာဖြစ်တဲ့အတွက်အထူးသဖြင့်တိုက်မြင့်ပေါ်မှာနေထိုင်တဲ့ပြည်သူတွေကတော့လုံးဝကိုမအေးရကြတော့ပဲနဲ့အခက်မတိလို့အင်အားပြင်းတဲ့ကလေးလာလို့ရှိရင်ဘယ်လိုလုပ်မလဲဆိုရဲစိုးရိမ်စိတ်တွေနဲ့ တညာလုံးမွေပဲစောင်းနေကြချားရီလိုကြသည်ရပါရီငလင်ပညာရှင်တချို့ကတော့ရောင်မြင့်မောက်ခွတိုင်းဆိုရင်ငလင်ငယ်တွေဆက်လက်လှုပ်ခတ်နိုင်တယ်ဆိုပြီးတော့ပြောဆိုနေကြပြီလေဖြစ်ပါရီမြန်မာနိုင်ငံငလင်လေးလာရေးကော်မတီကတော့မေလ6ရက်နေ့ညတကောင်းရက်အချိန်မှာတော့ရောင်မြို့နီးမှာအင်အားနေငယ်ရှိတဲ့ငလင်၃ခုလှုပ်ခတ်သွားခြင်းကြောင့်မျိုးနေပြည်သူများအထင်သလန့်ဖြစ်ခဲ့ရပါတယ်ငလင်ဟာဘယ်ချိန်ပင်နေရာမှာအင်အားဘလောက်နဲ့လှုပ်မယ်ဆိုတာကြိုပြောလို့မရနိုင်တဲ့အရာဖြစ်တဲ့အတွက် တတိအသည့်ဖြစ်နေထိုင်ခြင်းကသာထိရောက်တဲ့ကာကွယ်ခြင်းဖြစ်ကြောင်းကိုအရေးပေါ်ပဲအသိပေးထားပါရီလက်တော်လုတ်ခတ်နေတဲ့ကလေးများဟာနောက်ဆက်တွဲကလေးများသာဖြစ်ပြီးကလင်းကြီးတခုဖြစ်ပေါ်ဖို့အင်မတန်မှအခွင့်အရေးနည်းတယ်ဆိုပြီးတော့ပြည်သူတွေကိုအသိပေးထားတာပဲဖြစ်ပါရီဒါကြောင့်ပြည်သူများခင်ဗျာ ရောင်မြို့မှာအင်အားခနဲ့ရှိသည့်မလာနိုင်ပေမဲ့အတန်တဲ့ညီကလေးအင်အား၃ထက်၄ထက်၅ထက်လာနိုင်တာဖြစ်တဲ့အတွက်ရောင်မြို့မှာနှစ်ပေါင်းရာချီတဲ့အဆောက်အဦတွေများစွာရှိတဲ့အတွက်အသည့်တတိနယ်နေထိုင်ကြဖို့ ပြည်သူတွေကိုတိုက်တွန်းပြစေထပ်ပြီးတော့မိုးတိုင်းကြီးတရင်ကိုသင်ဆက်ပေးပါမယ်ဝလူဒါပညာရှင်ဦးဝင်းနိုင်ကတော့ဘင်္ဂလားပြည်လုံးအတွင်းဆိုင်ကလုန်းမိုးတိုင်းဖြစ်နိုင်ခြေကမေလ9ရက်နေ့မှာ30ရာခိုင်နှုန်းရှိခဲ့ရာကနေမနေ့က6ရက်နေ့မှာ40ရာခိုင်နှုန်းသိုးသွားပြီဖြစ်ကြောင်းအရေးပေါ်ပဲပြည်သူတွေကိုသတိပေးထားရပြီဖြစ်ပါတယ်နော်အကြောင်းမီလာ9ရက်နေ့မှာမီလာ16ရက်နေ့ခရီးရဲ့အတွင်းဘင်္ဂလားပြည်လေအော်အလဲပိုင်းပြည်လေပြည်မှာလေပြာနေရန်ဝန်ဖြစ်ပေါ်နိုင်ပြီးအခြေအနေရှိနေဆဲဖြစ်ပြီးတော့မီလာ16ရက်နေ့မြန်မာ အောက်ကောင်းတယ်လေးဖီယာနေရှောင်းဝဖြစ်လာနိုင်ကြောင်း ECNWM ချာ this morning အပိမာကပလီပင်လောမြောက်ပိုင်းမင်္ဂလာပင်လောအရှိအလဲပိုင်းနေကြီးဆက်နေတယ်။အရာဝတီအနောက်ဘက်ကန်ယူတန်မြဝချုံမကန်ယူတန်ဒီမှာမေလ16ရက်နေ့ဒီဆိုင်ကလုံးမုန်တိုင်းပြည်နိုင်ကြီးက40ရာခိုင်နှုန်းရှိကြောင်းချုံတင်ခမ်းမန်းချက်များထထားတော့ကိုတွေ့ရပါပြီ။ထူခြားတဲ့မလို့ဝသားခြေနေများဖြစ်ပြီးရင်မိုးရွာသွန်းနိုင်တဲ့အခြေအနေများကတော့မီလာကိုင်းနေမှာစတင်ပြီးတော့မီလာစရင်တွေဒီတလင်းတိုင်းတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်တို့မှာ မိုးအနေနဲ့ငယ်မှာမိုးကြီးနိုင်ကြောင်းမိုးပြင်းနေတဲ့ကရင်ပြည်နယ်တို့မှာ24နာရီတွင်မိုးကြီးခြင်းတိတက်သမားနှစ်လက်မှာမှာနှစ်လက်မှာထိရွာနိုင်တယ်လို့သိရပါရီမီလာစပီအင်းနေမီလာစနေနေနေမြောက်မှာကောင်းဘဲနဲ့အနောက်ဘက်ကဝင်လာတဲ့မိုးသိပ်များဆက်လက်ရွေ့လျားနိုင်ပြီးလမ်းကြောင်းတွေချောင်းမှရှိတဲ့အလေပိုင်းမိုးနေရရှာဒေတာတွေနဲ့အနောက်ဘက်ရခိုင်ပြည်နယ်ချင်းပြည်နယ်နဲ့အရှိပေရှမ်းပြည်နယ်ဒေတာတွေအပြင်မြောက်ဘက်ကချင်ပြည်နယ်ထိမိုးရွာသွန်းနိုင်မဲ့အခြေအနေတွေ ဖြစ်ပေါ်လာမယ်ဆိုပြီးတော့ဦးဝင်းနိုင်ကကြိုတင်ခံမှန်းပေးထားပါရီအချင်းပြင်းလေးနဲ့စကိုင်းတိုင်းအထက်ပိုင်းဒေသတွေမှာမိုးကသဲထန်စွာရွာတုံးမာမေတဲ့ဗျာမီလာစက္ကနင်းနေ့မှာစတင်ပြီးမီလာစကွေးနဲ့အတွင်းသလင်းတိုင်းတိုင်းမွန်ပြင်းနေကရင်ပြင်းနေအရီတိုင်းပဲခူးတိုင်းရောင်းဝန်းတိုင်းရခိုင်ပြင်းနေနေပြီးတော့မန္တလေးတိုင်းမကွေးတိုင်းတောင်ပိုင်းရှမ်းပြင်းနေချင်းပြင်းနေစကိုင်းတိုင်းအထက်ပိုင်းနဲ့ကရင်ပြင်းနေတွေမှာမိုးအကြီးကျယ်များမှာဖြစ်ကြောင်းဦးဝင်းနိုင်ကအရေးပေါ်ပဲတတိပေးထားတာပဲဖြစ်ပါရယ်ဗျာ